ဘုရှ်ခလီဖာရဲ့လိုဝတ်ချက်တွေစံချိန်တင်မှုတွေနဲ့ခီးသွားတိုင်းတည်ထားတဲ့ချက်လက်တွေကိုအပြည့်စုံပြောပြပေးတော့မှာဖြစ်ပါတယ်ဒီဆောင်ဝင်ရဲ့အခြေခံချက်လက်တွေကိုစတင်ပြောပြပေးကြပါမယ်။ဘုရှ်ခလီဖာဟာဒူဘိုင်းမြို့ရဲ့ဒေါင်းတောင်းခေါ်အလဲပဟုမှာ၂၀၀၄ခုနှစ်ကစတင်ဆောက်လုပ်ပြီး 2010ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အမြင်အားဖြင့်828မီတာ ပေးအားဖြင့်ဆိုလို့ရှိရင်2918ပေးရှိပါတယ်။ကမ္ဘာအမြင့်ဆုံးစောင့်အောင်ဆိုတဲ့ Greenwich စံချိန်ကိုလည်းပိုင်ဆိုင်ထားပါတယ်။ဒီစောင့်အောင်ကိုစောင့်လို့ဖို့အမေရိကန်ဒေါ်လာပေါင်း1.5ဘီလီယံကျော်ကုန်ကျခဲ့ပါတယ်။စောင့်လို့ဤကာလ6နှစ်ကျော်ကြာမြင့်ခဲ့ပြီးနေ့စဉ်နီးပါး12000ကျော်သောလုပ်သားတွေနဲ့တိစောက်ခဲ့ရဖြစ်ပါတယ်။ အထူးခြားဆုံးချက်ကတော့ဒီဇိုင်းပိုင်းမှာ Christmas တစ်ပင်ပုံစံဝိုင်ရှိပ်ကိုအခြေခံထားတာဖြစ်ပြီးလေးတိုင်နှုန်းမြင့်တဲ့ဒူပိုင်းမှာခန်းနိုင်ရှိအောင်ဒီဇိုင်းဆွဲထားဒုတိယပိုင်းအနေနဲ့ကတော့ထူးခြားတဲ့ engineer ရဲ့လုံဆောင်ချက်အကြောင်းတွေကိုပြောပြပေးခြင်းပါတယ်ဒီဆောက်မှာအမြန်ဆုံးစနစ်တွေကိုတက်ဆင်ထားပါတယ်စက္ကန့်60အတွင်း124တက်တီရောက်ရှိနိုင်တဲ့ဆွမ်းဆောင်ရှိပါတယ်ဒီစနစ်တွေဟာတနအီကို64ကီလိုမီတာနှုန်းနဲ့သွားလာနိုင်ပါတယ် အံဩစရာကောင်းတာကဒီဆောင်ဟာမိုးကြိုးပစ်ခံရမှုကိုတစ်နှစ်ကိုဗျမ်းမြဆယ်ကျင်ခန့်ခံရလိရှိပါတယ်။ဒါပေမဲ့ခိုင်ခန့်တဲ့လျက်စစ်ဒါလိုပြောင်းစနစ်တွေကြောင့်ဘာအနေမှမရှိခဲ့ပါဘူး။အဆောင်ရဲ့အပြင်ဘက်မျက်နှာပြင်တစ်ခုလုံးမှာ2800ကျော်သော ဖန်သားပြင်တွေနဲ့ဖုံးအုပ်ထားပြီးတော့ဒီဖန်တွေကနေမလာတဲ့အပူချိန်ကို90ရာခိုင်နှုန်းထိရှော့ချပေးနိုင်ပါတယ်။တတိယပိုင်းအနေနဲ့ကတော့ ခီးသွားတဲ့အတွက်ဒုံးဝင်မဲ့ချက်လက်တွေကိုမျှဝေပေးခြင်းပါတယ်။အစားအဝင်ရဲ့124%တန်းမှာ at the top ဆိုတဲ့ကြီးစုစရာနေရာရှိပါရဲ့။ဒီနေရာနေပြီးတော့ဒူဘိုင်းမြို့တစ်ခုလုံးကိုမြင်နိုင်ပါရဲ့။အကောင်းဆုံးချိန်ကတော့နေဝင်ချိန်ဖြစ်ပြီးဝင်ကြီးကတော့ ADD 169ကနေစပြီးတော့ပေးရပါတယ်။မြန်မာငွေအဖြစ်ဆိုလို့ရှိရင်တသိန်းခွဲချက်ကနေစပါတယ်။ညာဘက်မှာဆိုလို့ရှိရင် Bush Khalifa တစ်ခုလုံးမှာ LED လင်းရောင်နေနဲ့ အန်အောင်ဘွေရအလင်းအောင်ဆုံးပြပွဲတွေကိုကြီးရှုနိုင်ပါတယ်။ဒီပြပွဲတွေဟာအထူးနှစ်ရက်တွေမှာပိုမိုထူးခြားဆုံးဖြစ်တတ်ပါတယ်။နောက်ဆုံးအနေနဲ့တီးကျင်စရာအချက်လက်တွေကိုမျှဝေပေးခြင်းပါတယ်။အဲ့ဒါကတော့ UAE နိုင်ငံဒူဘိုင်းမြို့ဒေါင်းတောင်းအေရိယာမှာရှိတဲ့အထက်ပေါင်း163ဒက်မြင့်နဲ့ Bush Khalifa ရဲ့အပေါ်ဆုံးထက်တွေမှာကဘာကျော် Army Hotel တည်ရှိပါတယ်။ အဆောင်ဝင်ရဲ့ဘူးချိန်ဟာအောက်ခြေထက်အပေါ်ပိုင်းမှာ6ဒီဂရီစင်တီဂရိတ်ပိုအေးပါတယ်။အဆောင်ဝင်ဟာလေပြင်းတိုက်ခတ်တဲ့အခါ60စင်တီမီတာအထိရွေလျားနိုင်ပြီးဒါဟာဒီဇိုင်းရဲ့တစ်သိပ်တစ်ပိုင်းဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအတွက်တင်ဆက်ပေးဖို့ရှိတာကြောင့် channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့။အားလုံးကျေးဇူးတင်ပါတယ်။နောက်တစ်ခါမှလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာဆုံပါဦးမယ်ခင်ဗျာ။